အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ X နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဝီမြတ်ချင်တဲ့ကောင်းစဉ်လေးတစ်ခုရွေးချယ်ထားပါတယ်ပေါ့နော်ဆိုတော့ဗာလဲဆိုလို့ရှိရင်တော့ဈေးရောင်းဈေးဝယ်တဲ့အခါမှာတုံးကြတဲ့ပေါချာဒီဇိုင်းကိုဘယ်လိုဆွဲမလဲဒီလို့ရှိရင်တော့အဲ့ဒီပေါချာဒီဇိုင်းလေးပေါ်မှာပေါ့နော်ကျွန်တော်တို့ပေါချာတွေကဟိုအရွက်ပေါင်း200 300အာအများကြီး print ထုတ်ရတော့မယ်ဆိုလို့ရှိရင်တော့တရွက်ချင်းစီပေါ်မှာ အာပေါ့ချာရဲ့နံပါတ်တွေပါလိုက်ပေါ့နော်ဆိုတော့အဲ့ဒီပေါ့ချာနံပါတ်တွေကိုကျွန်တော်တို့ excel နဲ့ auto ဘယ်လိုတတ်မလဲဆိုတဲ့ဟာလေးတွေကိုလည်း sharing လုပ်သွားပေးမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အာ design ကတော့ကျွန်တော်တို့ဆွဲရလွယ်တယ်သို့တော်လည်းပဲအဲ့ဒီ design တစ်ခုကိုကျွန်တော်တို့အရွက်ပေါင်းအများကြီးကျွန်တော်တို့ဘယ်လို copy paste လုပ်မလဲပေါ့နော်ပြီးလို့ရှိရင်တော့အာပွားလိုက်တဲ့ copy paste လုပ်လိုက်တဲ့တရွက်ချင်းစီမှာတစ်ခါတည်း အဲကျွန်တော်တို့လိုချင်တဲ့ဒီပေါချန်နံပါတ်တကားရဲ့သူ့အစင်လိုက်ကိုအော်တိုပေါ်အောင်ဘလို့လုပ်မလဲဆိုတဲ့ဟာလေးတွေကို sharing လုပ်သွားပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အာကျွန်တော်လည်းအတူတူအာလိုက်ကြည့်ရအောင်ပေါ့နော်တော့အရင်ဥဆုံးပေါ့ကျွန်တော်တို့ပေါင်ချာလေးတွေကိုနည်းနည်းလေးအကြမ်းဆွဲကြည့်အောင်အပေါ်ဆုံးမှာကတော့ကျွန်တော်တို့ receipt ပါမှာပေါ့ receipt receive ပါမယ်ပြီးလို့ရှင်တော့ကျွန်တော်တို့အာ button number တွေပါမှာပေါ့နော်ဆိုတော့အာ receive number receive number ပြီးလို့ရှင်တော့ address address ပေါ့နော်ပြီးလို့ရှင်တော့အာအောက်မှာကဘာထည့်မလဲဆိုလို့ရှင်တော့ number ပါမယ်အာ description description နဲ့ပါမယ်ပြီးလို့ရှင်တော့ကျွန်တော်တို့ quantity ပေါ့နော်အရေးအတွက်ပါမယ် ီလို့ရှင်တော့ unit price ပေါ့နော် unit price ပါမယ်ပီလို့ရှင်တော့ amount okay ဆိုတော့ဒီဟာလေးတွေကိုနည်းနည်းလေးအာဒီလိုရေးထားမယ်အာနောက်တစ်ခုကကျွန်တော်ဒီမှာနည်းနည်းလေးအာဟိုပေါ့သူ့ရဲ့ background လေးလေးနဲ့ပြန်ထက်အာ like ထည့်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမထက်ခင်မှာနည်းနည်းလေးအပေါ်ဆုံးအကောင်းဆုံးလေးကို edit လုပ်ကြည့်လိုက်မယ်ပေါ့နော် format center ကတော့ပြီးတော့မှကျွန်တော်တို့ဒီ field တွေကနေပြီးတော့မှ fn နဲ့ထည့်ကြည့်မယ်ပေါ့နော်ဆိုတော့ပေါင်းချကိုကျွန်တော်တို့ကနည်းနည်း ဟုတ်ပြီအဲ့တော့ဆိုလို့ရှိရင်လောလောဆယ်ကျွန်တော်တို့ဒါတော့ပေါ့ချဒီဇိုင်းတခုတော့ရပြီပေါ့နော်အာမိတ်ဆွေတို့ကတော့ဒီကိုယ့်ရဲ့ကိုပိုင်ဥမာဒီနာမည်တို့ပါတော့ဥမာဆိုင်နာမည်တို့ပါတော့လိပ်စာတွေပါတယ်အပေါ်မှာအာဒီ heading အနေနဲ့ထည့်ချင်တယ်ဆိုလို့ရှိရင်ဒါကိုစိတ်ကြိုက်ကိုဒီစပယ်ပြီးမှထည့်လို့ရတာပေါ့နော်ဆိုတော့လောလောဆယ်ဒါကျွန်တော်အကြံပြင်မဲ့တုံးထားတယ်အာကျွန်တော်တို့ဒီ ဒီမှာပေါ့ဒီအကွက်ထဲမှာပေါ့နော်ကျွန်တော်တို့ receipt number ဆိုတဲ့ဥစားကို auto ထည့်တော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမတိုင်ခင်မှာကျွန်တော်တို့ကအာအရင်ဆုံးကဏန်းလေးတွေမှာကို number ဘယ်လောက်ထည့်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့အရင်ဆုံးပြင်ဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့လုံးလုံးစယ်အာ sheet တွေကိုအာနံပါတ်ပြန်ပြီးတော့မှပြောင်းစီလိုက်အောင်မယ်ပေါ့နော်ဆိုတော့ပထမကတော့ဒါ receipt လို့နံပါတ်ပေးလိုက်မယ်ပြီးလို့ရှင်နောက်ထပ် ဒီ sheet အတစ်တစ်ခုရှုမယ်ပေါ့နော်အဲ့ဒါကိုခါကြတော့ receipt number receipt number ဆိုပါစို့နော်ဆိုတော့အဲ့ဒီကိန်းကဏ္ဍလေးတွေကိုကျွန်တော်တို့ကဟိုမှာ receipt ဆိုလို့ဆိုရင် number တွေကဟိုမှာ3ည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 ၄ညာကြီးလောက်တာရှိတယ်ပေါ့နော်ဆိုတော့အာပြီးလို့ရှိရင်တော့ကျွန်တော်တို့1အဲ့လိုမျိုးတားတာလည်းရှိရဲဆိုတော့ကျွန်တော်တို့ digit 4 digit အထိပဲကျွန်တော်တို့တောင်းမယ်ဆိုပါစို့ဆိုတော့အဲ့လို ရိုက်လိုက်ပြီဆိုလို့ရှိရင်တော့ enter ခောက်လိုက်တာနဲ့သူကအရှိကတုံညာလေးလုံးကပျောက်သွားပြမ1ပဲပေါ်တယ်သူနည်းလကောင်းပဲတုံညာတုံညာတုံညာ true လို့ရိုက်လိုက်မယ်ဆိုပါဆိုဆိုတော့ဘလူးမကျွန်တော်တို့ဒီတိုင်းလုံးလုံးမရအောင်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့က format ထဲကသွားပြီးတော့မှကျွန်တော်တို့ဟိုဥမာဒီအာဒီဒီညာ number ပြောင်းမယ်ဆိုလို့ရှိရင် decimal ထည့်တာတွေလောက်ပဲကျွန်တော်တို့ထည့်လို့ရတယ်ဆိုတော့အဲ့ဒီတရားကိုရိုးရိုးတူတူဒီကိုကျွန်တော်တို့တုံးလို့မရအောင် ကျွန်တော်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲပေါ့ဆိုတော့အရင်ဆုံးကျွန်တော်တို့ function လေးတစ်ခုကိုကျွန်တော်တို့ထည့်ဖို့လိုတယ်ပေါ့နော်ဆိုတော့အာသူ့ကို text လို့ပဲကျွန်တော်တို့ဟိုတက်မှတ်လိုက်မယ်ပေါ့နော်ဆိုတော့ function ကိုရေးမယ်ဆိုလို့ရှိရင်တော့ညီမချင်း formula ရေးမယ်ဆိုလို့ရှိရင်ညီမချင်းနဲ့စမယ်ပြီးလို့ရှိရင်တော့ txt text ပြီးလို့ရှိရင်တော့ကျွန်တော်တို့ row ပေါ့နော် row တွေကိုကျွန်တော်တို့ကအဲကနန်းအနေနဲ့ပြဟိုပြောပြမယ် text အနေနဲ့ပြရမယ်ပေါ့နော်ဆိုတော့ သူ့ကို ကျွန်တော်တို့ကတက်စီမာကအာမလေးလုံးနဲ့ပြမယ်ပေါ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ပြီးရင်ပိတ်မယ်ပေါ့နော်ဒါဆိုရင်0 0 0 1เนาะဆိုတော့ row number 1ဆိုလို့ကျွန်တော်0 0 0 1ပုံမှာပေါ့ပြီးလို့ရှင်ကျွန်တော်တို့လို့တလောက်ကိုဆွဲချလိုက်လို့ရပြီ ဆွဲချလိုက်တဲ့အခါမှာကျွန်တော်တို့ကလုံးစဲ150လောက်ပဲဆွဲချမယ်ဆိုပါစို့နော်150ဆိုတော့အဲ့ဒီမှာကျွန်တော်လူချင်တဲ့40 digit ပေါ့နော်40 digit ဆိုလဲ40 digit နောက်ထပ် digit ထပ်ပြီးတော့မှအဲတိုးမယ်ဆိုလို့ရှိရင်အဖဖြစ်မလဲပေါ့နော်ဒီချင်းတော့တလုံးဆိုလို့ရှိရင်5 digit ဖြစ်သွားမှာပေါ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာနှစ်ချက်နှိပ်ကြည့်အောင်အကောင်အဲ့လိုဖြစ်သွားမှာပေါ့နော် ဆိုတော့အဲ့လိုမဟုတ်ကျွန်တော်တို့40 chip ကောင်းပါတယ်40 chip ပဲကျွန်တော်တို့ပြန်ပြီးတော့မလုပ်မယ်ပြီးရင်ဒီဒီတောက်ကအဆက်ကလေးကိုနှစ်ချက်နေမယ်ဒါဆိုရင်40 chip ဟုတ်အဆုံးထိကလုံးပြန် update လုပ်ပြီးထားတယ်ဒါပထမဒီ receipt number ကိုကျွန်တော်တို့ပြင်ရမယ်အပိုင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ receipt ပြတော့ဒီမှာရှိတယ်ပြီးရင် receipt number ကဒီမှာရှိပါတယ်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ဆက်မသွားခင်မှာဘာအရင်ဆုံးကျူပြမပြင်ဖို့လို့မလဲဆိုလို့ကျွန်တော်တို့ ဒီ receipt ဆိုတဲ့ဥစ္စာဒီ size ဘယ်လောက်ရှိလဲပေါ့เนาะဆိုတော့ကျွန်တော်တို့ A4 A4 အကြီးတရွက်ကိုကျွန်တော်တို့ receipt အဲတုံးတဲ့ size တွေရှိတယ်လို့ size အများစုတွေကကြတော့အာဘယ်လိုပြောမလဲဆိုလို့ဆိုတော့ A4 ထည့်သေးတယ်ပေါ့เนาะဥမာ၃ပုံ၃ပုံမှဟို၅ပုံလောက်အာ၃ပုံ၃ပုံလောက်ပူလျော့တယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ layout page layout ရင်းဆုံးရွေးဖို့လိုတယ်ပေါ့เนาะဆိုတော့ page layout က ဒီကနေ့သွားမယ်ပြီးလို့ရှင်တော့ size ပေါ့နော် size ပြီးလို့ရှင်တော့ကျွန်တော်တို့ A5 ကိုပဲယူမယ်ပေါ့နော်ဆိုတော့ A4 က8လက်မှ7.2လက်မကျဲပြီးတော့မှ17.69လက်မရှိတယ်ပေါ့နော်အဲ A5 ကျတော့9.83ကျဲပြီးတော့မှ8.2ရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒါအများစုတီ A5 ကိုသုံးထားတယ်ပေါ့နော်ဆိုတော့ A5 ကိုရွေးလိုက်ပြီးကျွန်တော်တို့ paper size ကိုကျွန်တော်တို့အဲတတ်မှတ်လိုက်ပြီးဆိုလို့ရှင်တော့ ိတ်ဆဲမှာကျွန်တော်တို့ဒီလိုအဆက်ကလေးတွေပေါ်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရွေးလိုက်တဲ့ဥစ္စာဒီကျွန်တော်တို့အာဒီဒီ area แท้กว่าติကျွန်တော်တို့ design ဝင်နေမှသာလျင်ကျွန်တော်တို့နောက်ပိုင်းလောက်ရမယ်ဒီ copy paste step လေးတွေကပို့ပြီးတော့မှအကွက်တီကြမယ်ပေါ့เนาะကျွန်တော် print ထုတ်လို့ရှင့်လဲအဲ့ဒီအတိုင်းပေါ်မယ်ပေါ့เนาะအာဆိုတော့ကျွန်တော်တို့ design ကိုကျွန်တော်တို့ preview ကြည့်ချင်တယ်ဆိုလို့ရှင့်တော့ဥမာ file တွေက ကျွန်တော်တို့ print ကို print preview ကိုကြည့်လို့လည်းရပါတယ်ပေါ့နော်ဆိုတော့ဒါ A5 A5 ပုံစံမျိုးပေါ့နော် margin တွေကိုကူထပ်ပြီးချင်ချင်နဲ့ဆလို့ရှင်လည်းချိန်လို့ရပါသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ receipt ကတော့ဒီလိုပုံစံပေါ်ပါပေါ့နော်ဆိုတော့ဒါတရွတ်ပဲရှိသေးတယ်အခုဘာဆက်လုပ်မလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ receipt number ကိုအာတုံညာတုံညာတုံညာတေကနေပြီးတော့မှအခုလို့ချင်တဲ့လောက်ပေါ့နော်မတရားဆိုလဲတရားနေရာဆိုလဲနေရာအဲ့လိုမျိုး auto ကျွန်တော်တို့ receipt ကိုနောက်တစ်စုံပွားလိုက်တာနဲ့သူဟာနဲ့သူ receipt number ကို auto ပွားလို့ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းကိုဆက်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမသွားခင်မှာကျွန်တော်တို့ပထမကဘာလို့ရအောင်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ receipt ကိုအာ print ထုတ်မယ်ဒီ site ဆိုင်ရွက် site တွေပါတယ်ကျွန်တော်တို့တတိယချစစ်ဖို့လို့မယ်ပြီးလို့ရှင်တော့ကို print ထုတ်မယ်ဆိုင်ရွက် site အသွင်းမှာအဲ receipt ကဟိုအဲ့ဒီထဲမှာ quality ဖြစ်နေရင်တော့အကောင်းဆုံးပေါ့နော် ဆိုတော့ဒီမှာ solution တော့ကျွန်တော်ကပါရွေးထားလဲ solution တော့ paper site ကတော့ဒီ A5 အနေနဲ့ရေးရွေးထားတယ်ပြီးလို့ရှိရင် A5 ထဲမှာ quality ပြောင်းကျွန်တော်အလုပ်ထားတာရှိတယ်ပြီးလို့ရှိရင်တော့နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ save လုပ်ထားရမယ်ပေါ့နော် save လုပ်တဲ့အခါမှာ solution တော့ကျွန်တော်ခဏနေကြရင် visual basic မှာရှိတဲ့ macro ကိုကျွန်တော်တို့ run မှာဖြစ်တဲ့အတွက်ကြောင့်မလို့အာ save လုပ်ရတဲ့ format က excel or excel ပဲဒါပေမဲ့ XLS X မဟုတ်ဘဲနဲ့ XLS M ဆိုတဲ့ format နဲ့ကျွန်တော်တို့ save လုပ်ထားရမှာဖြစ်တယ်ပေါ့နော်။ဆိုတော့အမှဒီမှာ solution တော့ကျွန်တော်တို့အာ format ကဒီမှာအာ XLS M ပေါ့နော်။အာ voucher choose super မှာ file name တတ်ထားတာဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေအကလုံးပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှင် ကျွန်တော်တို့ဒီ receipt number ထဲမှာ function တခုကိုကျွန်တော်တို့ရေးရမယ်ပေါ့เนาะဆိုတော့အဲ function လည်းအရန် use ရှင်းပါတယ်ဆိုတော့ function ကိုစရေးမယ်ဆိုလို့ရှင်တော့ဒီမှာ cursor click ပြီးလို့ရှင်เนาะကျွန်တော်တို့ equation equal နဲ့စမယ်ပေါ့เนาะအာဘာရေးရမလဲဆိုလို့ရှင် index i n d e x index ကိုစပြီးလို့ရှင်တော့ကျွန်တော်တို့ number တွေကိုဘယ်မှာတတ်ထားလဲတတ်ထားတာလဲဆိုလို့ရှင်တော့ဒီ receipt number ဆိုတဲ့ sheet မှာကျွန်တော်တို့ လောက်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ index ပြီးသွားပြီဆိုလို့ရှိရင်တော့ queen sa ပြီးရင် receipt number ဆိုတဲ့နောက်ထပ် sheet ကိုကျွန်တော်တို့ click လိုက်မယ် click လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ column A မှာရှိတဲ့ number တွေကိုကျွန်တော်တို့ reference ယူရမယ်ပေါ့နော်ဆိုတော့ column A မှာရှိတဲ့ number အစအနဲ့အဆုံးအထိဟိုအကလုံးရှိရှိတမျှပေါ့နော်အဲ့ဒါကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ dollar sign a a ကတော့ column A ပေါ့နော်အစအနဲ့ dollar sign a အဲ့လိုမျိုးပေါ့နော်ဆိုတော့ column A မှာရှိတမျှအကလုံးပေါ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ ကောမာပြီးရင်ကျွန်တော်တို့ဟာ row ပေါ့နော် row ဆိုတာဘာလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဟိုဥမာဘယ် row မှာရောက်လို့ရှင်တော့ကျွန်တော်နံပါတ်တက်ပါဆိုတဲ့ပုံစံမျိုးခဏနေကြရင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ row minus ကျွန်တော်မှာဆိုလို့ရှင်တော့ဒီ true နဲ့တူတယ် true လား3လားမသိဘူး2ရင်ဆုံးလောက်တာလောက်တန်းကြည့်အောင်ပြီးလို့ရှင်အစားပေါ့နော်အစားဘာနဲ့စားမလဲဆိုလို့ရှင်တော့ကျွန်တော်ရဲ့ design က အာအလုံးပေါင်းသူ size က rule 30တခုနဲ့တူတယ်30တခုဟိုယူထားတာဖြစ်တဲ့သူကြောင့်မလို့31အပေါင်းပေါ့နော်အဲ့တော့အဲ့ဒါပြီးသွားရင်ဆိုလို့ရှင်တော့ကျွန်တော်တို့ queen ပိတ်မယ်ပြီးရင် enter count ကြည့်အောင်ပေါ့နော် enter count ကြည့်လာတော့003ဆိုတော့မှပေါ်တယ်ပေါ့နော်ဆိုတော့အာ sorry ကျွန်တော်ရဲ့ဒီ အာနံပါတ်တရမယ်ရူကကျွန်တော်တို့ E3 ဆိုတော့3ရူနံပါတ်3မှာကျွန်တော်တို့နံပါတ်တရမှာဆိုတော့ minus 3ဖြစ်ရမယ်ပေါ့နော် minus 3ပြီးလို့ရှင်တော့ကျွန်တော်တို့အပေါင်းတို့မြောက်စာတွေပါတာဖြစ်တဲ့ကြောင့်မလို့ queen cut ပေးလိုက်မယ် queen cut ပေးလိုက်မယ်ပြီးရင်အာဒီ3ဒီပေါ့နော် enter ခောက်မယ်ဒါဆို001ပေါ့နော်ဆိုအတိတ်ပြန်ပါလဲဆိုလို့ရှင်တော့ကျွန်တော်တို့ခဏနေချင်နောက်ထပ်ပွားလိုက်တဲ့ခါကျရင်ပို promotion ပါလိမ့်မယ်ပေါ့နော်ဆိုတော့ လောလောဆယ်မှာအဲဆိုကြပါဆိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ row ဆိုတဲ့ဥစ္စာကကျွန်တော်တို့ဒီမှာရောက်ရှိနေတဲ့ row ကပါလဲဆိုလို့ရှိရင် row 3မှာရောက်နေတယ်ပေါ့နော် row 3မှာရောက်နေတယ်ဆိုတော့ row 3 minus 3ဆိုလို့ကျွန်တော်0ပေါ့နော်0ကို31နဲ့စားမယ်ဆိုလို့ကျွန်တော်0ပဲရမှာပေါ့0ပဲရမှာဆိုတော့ကျွန်တော်တို့အဲ0အပေါင်း1 1ဆိုလို့ကျွန်တော်1ရမှာဟုတ်1ရမယ်ဆိုတော့ index 1ဆိုလို့ကျွန်တော်ဘာကိုတွက်ပေါ့လဲဆိုလို့ကျွန်တော်ကျွန်တော်တို့ အဲ rule number 1 0001ဆိုတဲ့ဟာပေါ်စီတယ်ပေါ့နော်ဆိုတော့ okay အဲ့ဒါဆိုလို့ရှင်တော့ဒီတစ်ခုမှန်ပြီကျွန်တော်တို့ဒီအဲသူကသူ automatic ပေါ်ပေါ်လာမပေါ်လာဆိုတာနည်းနည်းစမ်းကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီ design ကို copy လုပ်လိုက်မယ် copy လုပ်ပြီးတော့မှကျွန်တော်တို့ဒီမှာကားစချမယ်ဒုတိယတစ်ခုကို paste လုပ်မယ်ပေါ့နော်ဒုတိယဒီနောက်ထပ်အဲဒီအောက်မှာတစ်ခုပွားမှာပေါ့ control v နဲ့ base လုပ်လိုက်မယ် base လုပ်လိုက်တဲ့အခါမှာသူက002ဆိုရမှာဒီမှာ automatic receipt number ပေါ်ပေးပါတယ်ပေါ့နော်ဆိုတော့ okay အသိမသေးချာသေးဘူးနောက်ထပ်တစ်ခုဒီအောက်မှာ control v 003ဟုတ်ပြီဆိုတော့အဲ့လိုပေါ်ပေးပါတယ်ပေါ့နော်ဆိုတော့အတိတ်ပဲကပါလဲဆိုလို့ရှိရင်ဥမာဒီမှာဆိုလို့ရှိရင်003လို့ပါလို့ပေါ်လဲအဲ3တကယ်ရောရရင်လာစသဖြင့်ပေါ့နော်ဆိုတော့ဥမာဒီမှာဆိုလို့ရှိရင်65ပေါ့ 65အနုတ်3ဆိုလို့ရှင်တော့ကျွန်တော်တို့60နဲ့အဲတစ်ပေါ့နော်60တစ်လားဘယ်လောက်လဲတော့မသိဘူးခဏလေး60တစ်ဟုတ်တယ်60 60ကိုအဲ30နဲ့စာပေါ့တဘောပါလေဆိုတော့60နဲ့အဲ60နဲ့အစာ30တစ်ဆိုလို့ရှင်တော့နေရတယ်နေအပေါင်းတစ်ဆိုတော့3ပေါ့နော်ဆိုတော့3ဖြစ်တဲ့အတွက်ကြောင့်မို့003ဆိုပြီးမှဒီမှာပေါ်ပါတယ်ပေါ့နော် โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မျှော်မှန်းထားတဲ့ပုံစံအတိုင်းအာအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်ပါသွားမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အာကျွန်တော်တို့ကကိုပဲဒီလိုပဲတခုချင်းစီ copy paste control v control v control v ကိုပဲအခု300စလုံးလောက်မှလာပေါ့နော်လောက်မယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့အချိန်ပိုကုန်တယ်ပေါ့အခုကဘယ်ဝင်ဆက်သွားမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဥပမာအာဒီ receipt ပိုစာရွက်ပေါင်း နေရာကိုတခါတည်းတစ်ချက်တည်းနဲ့ comment တစ်ခုပေးပြီးတော့မှတခါတည်းနေရာစလုံးပို့အောင်ကျွန်တော်တို့ copy ပွားချက်နဲ့ copy ပွားလိုက်တာနဲ့အမျှကျွန်တော်တို့ receipt number ကနေရာဆိုတဲ့နေရာဟိုတူရနဲ့သူအစင်လိုက်တိုင်း auto ပေါ် channel ဆိုလို့ရှင်ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့အဲ့ဒီဟာကပါသွားတောင်းရမလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ um visual basic vva ကျွန်တော်တို့တောင်းဖို့လိုမယ် အဲ့ဒီဟာကိုသုံးချက်သုံးချက်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပုံမှာ menu bar မှာဆိုလို့ရှိရင် developer ဆိုတဲ့ tool အာ menu bar တခုပေါ်ရမယ်ပေါ့နော်ဖွင့်ထားရမယ်မရှိတဲ့သူတွေဒီ developer မပေါ်တဲ့သူတွေကြတော့ find ထဲက option ကိုတွားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ customize ribbon ဆိုတဲ့ဟာရှိတယ်ပြီးလို့ရှိရင်ဒီနေရာမှာ developer ဆိုတဲ့ဟာအမှန်ချစ်မနေဘူးဆိုလို့ရှိရင်အမှန်ချစ်ပေးပါပေါ့နော်ပြီးရင် okay နှိပ်လိုက်ရင် developer ပေါ်လာပါလိမ့်မယ်ပေါ့နော် ဆိုတော့ developer tech ကိုတွားပြီးတော့မှကျွန်တော်တို့ဘာကို set လုပ်မလဲပေါ့ကျွန်တော်တို့အရင်ဆုံး visual basic ဆိုတဲ့ဥစ္စာကို click လိုက်မယ်ပေါ့နော် click လိုက်လို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အာကျွန်တော်တို့ပြန်လိုက်ရှာရှာရမယ်ပေါ့နော်ဆိုတော့ဘာရှာရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ excel ကိုဘာနာမည်နဲ့ save လုပ်ထားတာလဲပေါ့ save လုပ်ထားတဲ့နာမည်ကလည်း xlsn ဆိုတဲ့ဟာဖြစ်ရမယ်ပေါ့နော်ဆိုတော့တိကျတယ်ကျွန်တော်တို့ခုန save လုပ်ထားတာကတော့ voucher 2ဆိုတဲ့နာမည်နဲ့ save လုပ်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က command တခုအဲထည့်ပေးရမယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုအကျွန်တော်တို့အ macro အပေါ်မှာ programming နည်းနည်းလေးပေါ့နော် visual basic programming နည်းနည်းထည့်လိုက်မယ် solution တော့ကျွန်တော်တို့ရပြီပေါ့ဆိုတော့ဘယ်လိုထည့်မလဲ solution တော့ right click နဲ့ပြီးလို့ရှိရင်တော့ insert ပြီးရင် module သွားမယ်ပေါ့နော် module သွားမယ် solution တော့ရပြီကျွန်တော်တို့ copy paste လုပ်ရမယ် code ကဘယ်မှာရှိလဲဆိုလို့ကျွန်တော်ကျွန်တော်ခဏနေ copy ပေးပါလိမ့်မယ်ဆိုတော့ဒီနေရာမှာဒီကောင်ကို copy လုပ်လိုက်ပါတော့ copy လုပ်ပြမ paste လုပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီအဒီနေရာမှာဆိုလို့ကျွန်ဒီဒီ code ကိုဒီတိုင်းပဲ copy လုပ်လိုက် paste လုပ်လိုက်ပြီးရင်အဘာမှဟိုကွာ program programming ကြီးတတ်စရာမလိုဘူးပေါ့နော်ဒီဟာကိုကုလိုက်ရပြီသူများရေးထားပြီးသားရှိတယ်ပေါ့နော် ဆိုတော့အဲ့ဒါကိုပြင်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြင်မလဲ။ဘာဘယ်နေရာမှာပြင်ဖို့လို့မလဲဆိုလို့ရှိရင်ကျွန်တော်တို့တိထားရမှာကကျွန်တော်တို့ရဲ့ design ဒီ30နဲ့30 row ကိုနေရာယူထားတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာ layout row ကိုကျွန်တော်တို့က31ဆိုတဲ့ဟာကိုပြင်ထားရမယ်ပေါ့နော်။ပြင်ထားရမယ်။ပြီးလို့ရှိရင်တော့ total copy ဆိုတဲ့ဥစ္စာက copy ဘယ်လောက်ယူမှာလဲလို့ချင်လဲပေါ့။300ယူမှာလားဒါမှမဟုတ်ရှင်100ပဲယူမှာလားကြိုက်တလောင်လို့လို့ရတယ်ပေါ့နော်။ ဆိုတော့တကယ်လို့ကိုက200ဆိုလဲ solution လဲ200ပေါ့100ဆိုလဲ100ပေါ့เนาะဆိုတော့ဥပမာ100ယူလိုက်မယ်ဆိုပါဆိုเนาะအဲ့အဲ့ဒီဒီနေရာကိုပဲဝင်ပြင်လိုက်ရပြီပြီးလို့ရှင် safe လို့ပေါ့เนาะ safe လို့ပြီးရင်ကျွန်တော်တို့ပိတ်လိုက်လို့ရတယ်ပေါ့เนาะဆိုတော့ကျွန်တော်ဒီမှာလောက်ထားပြီးသား module ဟို1လောက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတစ်ခုလို့ save မလုပ်တော့ဘူးအာဒီတိုင်းပဲပိတ်လိုက်မယ်เนาะ ဆိုတော့အပိတ်လုပ်လိုက်ပြီအပိတ်လိုက်ပြီဆိုလို့ကျွန်တော်ကျွန်တော်တို့ဒီကောင်ကို run လုပ်ရပြီပေါ့နော်ခုန page basic မှာကျွန်တော်တို့ code တွေထည့်ထားပေးပြီးသားပြီဆိုလို့ကျွန်တော်တို့ keyboard ကနေ alt f8 ကိုနှိပ်ပဲနှိပ်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့တချို့ဟာတွေက f8 ကိုဒီတိုင်းရေးလို့နှိပ်လို့မရအောင် function နဲ့တွဲပြီးတော့မှနှိပ်ရတဲ့ keyboard တွေရှိတယ်ဆိုတော့ကျွန်တော်မှာဆိုလို့ကျွန်တော် function alt f8 ကိုနှိပ်မယ် ဆိုတော့ F8 ကိုနှိမ့်နှိမ့်လိုက်ပြီဆိုလို့ကျွန်တော်ကျွန်တော်တို့ခုနလုတ်ထားပြီးတဲ့ module 1 module 2ဆိုတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့ဟိုစက်တစ်ခုနဲ့တစ်ခုတော့တူမှာမတူမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ base resi layout multiple ဆိုတဲ့ဥစ္စာကိုသူကကောင်းစင်တတ်ထားပြီးမယ်ပေါ့နော်တခါတလေကျွန်တော်တို့ကအာ all open workbook တွေရွေးထားမိတယ်ဆိုလို့ရှင်တို့ရှုပ်ရှက်ခန့်နေအောင်ပေါ်နေလိမ့်မယ်ပေါ့နော်ဆိုတော့ macro n ဆိုပြီးတော့မှကျွန်တော်တို့ကအခုဖွင့်ထားတဲ့ workbook workbook ကိုပဲ ဟိုပြပေးပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ this work post ဆိုတဲ့ဟာကိုပဲရွှေ့လိုက်မယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့တကယ်လို့များပေါ့နော်အာဒီမှာခုနကကျွန်တော် module 2ဆိုတဲ့ဟာကိုယူလိုက်ပြီကျွန်တော် module 2ကကျွန်တော်ဟိုတိတိကျကျမလုပ်တာမဟုတ်ဘူး module 1ကိုပဲကျွန်တော် UI program run လိုက်မယ်ပေါ့နော်ဆိုတော့အတူတူပဲ run လိုက်ပြီ okay run လိုက်ပြီဆိုလို့ရှင်တော့အများကြီးပေါ်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်အခု30စာကျွန်တော် run ထားပါတယ်ဆိုတော့0030အထိပေါ်တယ်ပေါ့နော်ဆိုတော့ အာဒါကတော့တွတ်တူအော်တိုပေါ်ရဲအပေါ်မှာဆို29 BN 28 BN 29အဲ့လိုမျိုးပေါ့နော်ဆိုတော့သူကသူကသူအော်တိုမက်တစ်မြင်မြန်ဆန်းဆန်းတစ်ချက်ထဲနဲ့အာ copy ပေါင်း30ကိုသူတခါတယ်အပီးလုတ်ပေးထားတယ်ပေါ့နော်ဆိုတော့အရန်လွယ်တယ်တက်တာတယ်ခုနအာ formula ကတော့ နခပဲလောက်လောက်ပေးဖို့လိုရပါတော့เนาะဆိုတော့ index ဒီဒီဒီထဲမှာ formula ဝင်ရေးရတာတခုရှိရနောက်တစ်ခုက feature basic မှာဝင် prompt လောက်ပေးရတာတခုရှိရအဲအဲဒီချီမမကျွန်တော်တို့ဘာမှအလို့ကျင့်စရာဘာမှဟိုမမှတ်တမ်းစရာတွေမလိုဘူးပေါ့เนาะကျွန်တော်ခဏနေအောက်မှာလည်းဒီလိုအပ်တဲ့ formula ကိုကျွန်တော်ဟိုရေးထားပေးပါမယ်ပေါ့เนาะဆိုတော့ဒီလောက်ပဲတကယ်လို့ကိုက D receipt တွေကိုကျွန်တော်တို့က print ထုတ်ချင်တယ်ဆိုလို့ရှင်တော့ print ထုတ်လို့ရပါပြီ file ကနေပြီးတော့မှ print ကိုနှိပ်လို့ရတယ်ပေါ့နော် print preview ကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အခု30စာကျွန်တော်လုပ်ထားတာရှိတယ် e5 ဟို paper size နဲ့ပေါ့နော် check လုပ်လို့ရတယ် next တော့ကြည့်တင်းနေ305 600အကလုံးတော့သူပေါ်နေတယ်ပေါ့နော်အဲကျွန်တော်တကယ်လို့များဟိုဆိုကြပါစို့နမူနာအနေနဲ့ဟို10ခု page 1ကနေပြန်မှာ page 10 page 10အထိပဲဆိုတော့ print အရင်ဆုံးလုပ်လုပ်ချင်တယ်ပေါ့နော်ပြီးရင် PDF format နဲ့အရင်ဆုံး print မယ်ပေါ့နော် print လုပ်လိုက်ပြီ okay ပြန်မှာ save လုပ်မယ်ပေါ့နော် desktop မှာ save လုပ်မယ်အာ voucher voucher true ဆိုတဲ့အာနာမည်နဲ့ print လုပ်မယ်ပေါ့နော်အဲ okay ပြီးရင် save ဒါဆိုရပြီ desktop တော့ပြန်ကြည့်ရအောင် voucher 2ဆိုတဲ့ဟာ okay ပေါ်ပေါ်လာပါတယ်ပေါ့နော် ဆိုတာ PDF format နဲ့တလို့လလလပပလေးပေါ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့အဗောက်ချကိုကျွန်တော်တို့ဒီတိုင်းပဲဆွဲတာမကဘူးကျွန်တော်တို့ပါရင်လုံလို့ရလဲဆိုလို့ကျွန်တော်ခုနပြောတဲ့ဗောက်ချနံပါတ်ကိုတတတာဒီနောက်တစ်ခုကအအရွယ်ပေါင်းအများကြီးကိုတခါတယ်အဲဘလို copy paste လုပ်မလဲ copy paste လုပ်လိုက်တာနဲ့အညာအသူရဲ့ receipt number ကိုအကျွန်တော်တို့ automatic ဘလို့ထည့်မလဲဆိုတဲ့ဟာကို sharing လုပ်သွားပေးခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်လို့များတစ်ခုခုမေးချင်တယ်ဆိုလို့ရှိရင် comment မှာမေးလို့ရပါတယ်အာဒီထက်ပိုကောင်းတဲ့နမူနာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းအချင်းချင်းပြန်လာ sharing လုပ်လို့လည်းရပါတယ်ဒီ video ကိုအာကျန်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe တစ်ချက်လုပ်ပေးပါပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်